ဒီလိုမျိုးမိန်လမ်းမပေါ်မှာမေးတင်ထားတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ကဒီနေ့ရောင်းချပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော် SMD ကိုကြော်ပါ။မင်္ဂလာပါကျွန်တော်မိတ်ဆွေတွေဒီလိုမျိုးဒါမိန်လမ်းပေါ်မှာလဲလိုချင်တယ်မြေခိုင်မာမှုရှိတဲ့ကျွန်တော်တို့ grand မြေအမျိုးအစားလဲလိုချင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်နောက်မှာရှိနေတယ်ဒါအိမ်လေးတစ်လုံးနဲ့ရောင်းပေးမယ်။ပရိသတ်မျိုးတင်မှာမှာကျွန်တော်တို့ဒါအရန်ရှည်လျားတဲ့ဒါ လမ်း၅လမ်းနဲ့ကဒါ main လမ်းတစ်ခုဖြစ်တယ်ကျွန်တော်ဒါပြည်သာယာလမ်းမကြီးဖြစ်တယ်ဒီပြည်သာယာလမ်းမကြီးဟာဆိုရင်ကျွန်တော်ဒါမန်လေးလာရှိုးလမ်းကိုတဲပေါက်တဲ့လမ်းမကြီးတစ်ခုလည်းဖြစ်တယ်ဒီလမ်းမကြီးဘော်မှာကျွန်တော်တို့ဒါပေ60တင်ပြီးတော့နောက်ကိုလည်း60ဒါပေ60ပတ်လဲကျေဝန်းတဲ့ဒါဂရမ်မြေခွက်ပေါ်မှာတိဆောက်ထားတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုရောင်းချပေးမယ်ပတ်ဝန်းကျင်မှာလည်းအိမ်တွေအပြည့်ရှိမယ်ဒါအိမ်လေးရဲ့လည်းဒါနောက်မှာ ာစီတက်ထတိုက်ကိုမှကျွန်တော်တို့ဒါလှလှလေးပေါ့နော်အဖြူကောင်းကာလာလေးတွေနဲ့ဒါလှလှပပလေးတီးဆောက်ထားတဲ့အိမ်လေးဖြစ်တယ်။အုံတိုင်းပါညာအကုန်လုံးကာယံမီးသားဖြစ်တယ်ကျွန်တော်တို့ဒီမှာဆိုရင်လည်းဒါပင်လေးတွေပေါ့နော်ဒါအိမ်ရှိမျက်နှာစာမှာထင်းရှူးပင်လေးတွေပလန်းပေါက်လေးတွေအားလုံးထည့်သွင်းစိုက်ပျိုးပြီးသားအိမ်လေးတစ်လုံးဖြစ်တယ်ဒါအိမ်ထဲကိုဝင်လိုက်တာနဲ့ကျွန်တော်တို့ကပထမဆုံးတွေ့ရမှာဒီကားပါကင်အကျယ်ကြီးပေါ့ကားပါကင်အကျယ်ကြီးကိုတွေ့ရမယ်အိမ်လေးရဲ့လည်းဒီမှာစင်ဝင်လေးနဲ့ ကျွန်တော်တို့ဒါကြဲကြဲဝန်းတီဆောက်ထားတယ်ဒါပေ60ပတ်လဲခြံမော်ကိုကျွန်တော်တို့ဒါဆို40 60လောက်ကိုအကြဲဝန်းနေရာယူပြီးတော့ဒါတီဆောက်ထားတဲ့အိမ်အကြီးတလုံးဖြစ်တယ်တထထိုက်ဆိုပေမဲ့လဲဒါအိမ်ကကြီးကြီးမားမားနဲ့အခန်းပွင့်ကြဲကြဲတီဆောက်ထားတဲ့အိမ်ကြီးဖြစ်တယ်ဒီဘက်မှာဆိုလဲကနှစ်စီးသုံးစီးလောက်အေးအေးဆေးဆေးထိုးလို့ရတဲ့နေသားရှိတယ်ဒါဒီနောက်မှာဆိုရင်လည်းကျွန်တော်တို့ဒါမိတ်ဟောက်ပေါ့နော်အပြင်ကိုတီးတဲ့ကျွန်တော်တို့ဒါမိတ်ဟောက်လေးတီးဆောက်ထားတယ် အိမ်ကြီးတစ်လုံးဖြစ်တယ်တော်တော်လေးပြည့်စုံတဲ့အနေအထားလေးရှိတယ်ဒါစိန်ဝင်အောင်မှာဆိုရင်လည်းကားတစည်းထိုးလို့ရမယ်ဒါဒီဘက်မှာဆိုရင်လည်းတွင်နေရေကန်နေအပေါ်မှာရေစင်နေအကုန်ထည့်သွင်းတိဆောက်ပြီးသားအိမ်ကြီးတစ်လုံးဖြစ်တယ်တအိမ်လုံးကိုလည်းကျွန်တော်တို့ဒါ CCTV ကင်မရာအပြည့်တက်ပြီးသားဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်အိမ်ထဲကိုလိုက်ပြပါမယ်ဒါအိမ်ကြီးကဝင်ဝင်ချင်းမှာ living room အခန်းအကျယ်ကြီးကိုပထမဆုံးမြင်တွေ့ရမယ်ဒီမှာ light ကတွေတက်ထားတဲ့တန်ပန်းတွေအကုန်တက်ပြီးသားဖြစ်တယ် height ကလည်းတော်တော်လေးကိုမြင့်တဲ့အနေထားလေးရှိတယ်ဒါဆိုကျွန်တော်တို့73မီလောက် height မြင့်မဲ့အနေထားလေးရှိတယ်ဒါမျက်နှာချက်ကလည်းတော်တော်လေးလာပါတယ်ဒါအခန်းတွေတော်တော်လေးကျယ်တယ်ဒါရှောက်လန်းဆိုလည်းတော်တော်လေးကျယ်တယ်ဒီထဲမှာဆိုရင်ကျွန်တော်ဒါအိတ်ခန်း3ခန်းပါတယ်ကျွန်တော်တခန်းချင်းလိုက်ပြပေးမယ်ဒါ living room နဲ့ညနေချင်းဆိုင်မှာတခန်းပါမယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဒါ73မီ16မီလောက်လေးကျယ်တယ်ကျွန်တော်တို့ master bedroom ခန်းဖြစ်တယ် နောက်ထပ်ကျွန်တော်အခန်းနှစ်ခန်းကျန်လေးပြပြပါမယ်။ကျွန်တော်တို့ဒါဆိုရင်15ပေ18ပေလောက်လေးကျဲတဲ့မတ်စာဘရုံကန်ဖြစ်မယ်။နောက်ထပ်တစ်ခန်းထပ်ပြပါမယ်။အဲတော့ကျွန်တော်တို့စင်ကာပူဖြစ်မယ်။စင်ကာပူကလည်းကျွန်တော်တို့ဒါဆို13ပေ15ပေလောက်လေးကျဲတဲ့အနေအထားရှိတယ်။အိတ်ခန်းလေးတွေလည်းတော်တော်လေးကျဲတယ်။ဒီလျှောက်လန်းဆိုလည်းတော်တော်လေးကျဲတယ်။နောက်မှာတော့ကျွန်တော်တို့ဒါဒိုင်းနီယာကစ်ချန်တော့ဒီဒိုင်းနီယာကစ်ချန်တော့ကတော့ တော်တော်ကိုကျဲတဲ့အနေထားလေးရှိရဒီလိုကဒါဆို73မီလောက်ရှိမယ်73မီ15မီလောက်တော့ရှိမယ်ဒီလိုကတော့ဒါပေ20ကျော်လောက်ရှိမယ်တော်တော်လေးကျဲတဲ့အနေထားလေးရှိတယ်ဒါဒီအိမ်ကြီးရဲ့အိမ်ခန်းဖွဲ့စည်းပုံဖြစ်တယ်အောက်မှာဆိုရင်လည်းကျွန်တော်ဒါဆိုပတ်ကင်းတွေအပြစ်ခင်းပြီးသားဖြစ်တယ်ကျွန်တော်မိတ်ဆွေတွေဒါလက်တင်နေထိုင်လို့ရမယ့်အိမ်ကြီးတစ်လုံးဖြစ်တယ်ဟုတ်ကဲ့ဒါဒီအိမ်လေးရာဆိုရင်ကျွန်တော်တို့ဒါဂရမ်းမြေအမျိုးအစားလေးဖြစ်တယ်ပေ60ပတ်လေပေါ်မှာ တီဆောက်ထားတဲ့ RC တက်ထက်တိုက်လေးလည်းဖြစ်တဲ့ Master Baron နှက်ခမ်းပါမယ် Single Baron တက်ခမ်းပါမယ် Dining and Kitchen Room ဘုံရေချိုးခန်းအိမ်သာအားလုံးပြည့်ပြည့်စုံအောင်ဖွဲ့စည်းတီဆောက်ထားတဲ့အိမ်လေးလည်းဖြစ်တဲ့ကျွန်တော်တို့ Main House လေးတစ်လုံးလည်းတီးသက်ထည့်သွင်းတီဆောက်ထားတဲ့အပြင်ကျွန်တော်တို့ကလုံခြုံရေးကင်မရာတွေပါအပြည့်တက်ဆင်ပြီးသားအိမ်လေးတစ်လုံးလည်းဖြစ်တဲ့နောက်ထပ်ကျွန်တော်တို့ကပြည်ဦးလင်မြို့ရဲ့ပရိသတ်မြို့တစ်ဒါ mainland တလန်းဖြစ်တဲ့ကျွန်တော်ကပြီးသားရလမ်းမကြီးပေါ်ကိုလည်းမေးတင်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တဲ့ နောက်ထပ်အရှိလက်လေးလည်းဖြစ်တယ်ဒီလိုမျိုး mainland ပေါ်မှာဒီလိုဖွဲ့စည်းပုံကောင်းကောင်းလေးနဲ့တီဆောက်ထားတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ကဒီနေ့ကြက်သိန်း11500နဲ့900ဟိုမှာကျွန်တော်တို့ရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲပိုင်ရှင်နဲ့တိုက်ရိုက်ညှိနှိုင်းရောင်းချပေးမှာဖြစ်လို့ကျွန်တော်မိတ်ဆွေတွေဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399 6865 6648ကိုဆက်သွင်းနိုင်တယ်လို့399 9505 2926လေးဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ